အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ28ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန်ဒေသမှာရင်ဆိုင်တိုက်ပွဲတွေပြင်းထန်လာအောင်မယ်လို့ကျွန်တော်ခန့်မှန်းထားတာမှန်ကန်မှုများလာပြီဖြစ်ပါတယ် KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်ကနေဖားကန်နယ်မြေမှာ KTV တွေလုံးဝမဖွင့်ဖို့ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်စစ်ဘုံကြီးများရဲ့ဒေါသဟာလည်းငယ်တဲ့ကိုချက်ချင်းရောက်သွားပြီဆိုတာတေချာတော့ဖြစ်ပါတယ် စစ်စေးရေးကနေမတည်မပြောက်နောက်တန်းကိုရောက်ခဲ့မယ်ဆိုရင်စစ်ဘုံကြီးများရဲ့ကြီးမားတဲ့ညီမချက်ဟာ KTVC လိုပဲဖြစ်ပါတယ်အခုလိုခြေလှမ်းစစ်စေးရေးနယ်မြေထဲမှာ KTV တွေစီစီကားကားဖွင့်နေတာဟာလဲကာမိုင်းကနေဖားကန့်ကိုကြကုတ်ကြဲမရောက်ရအောင်လာနိုင်တဲ့စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်ခုဆိုရင်တော့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဟာဒီလိုတိုက်ပွဲဝင်စိတ်ဓာတ်ကိုဖြောင်းမနဲ့ရိုက်ထုတ်လိုက်ပြီဖြစ်ပါတယ်စစ်ဘုံကြီးများတချို့ချို့တချဲချဲနဲ့မိုက်ကြီးခွဲတော့မှာကိုတွေ့မြင်ကြရတော့မှာဖြစ်ပါတယ် မော်စစ်မျက်နှာမှာတော့ထိတွေ့တိုက်ပွဲတွေအေးဆက်ဆပြုလာနေပေမဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေရဲ့အလင်းငိုက်ချောင်းချောင်းပစ်ခတ်မှုတွေကြောင့်စစ်ကောင်စီအားအထိနာလျက်ရှိနေတဲ့ဖြစ်ပါတယ်။စကိုင်းတိုင်းမုံရအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဇမန်လေးကပစ်ခတ်တိုက်ခိုက်ထားတာရှိပြီးအထိကိုက်ကတော့စုံစမ်းနေတဲ့ဖြစ်ပါတယ်။ချောက်တိုင်းတမလို့ယူဆရတဲ့ဒုံးကြီး၆ချက်ပစ်ခတ်ခဲ့ရတာဖြစ်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကလည်းလက်နက်ကြီးနဲ့နှစ်ချက်တုံ့ပြန်ပစ်ခတ်ခဲ့တာရှိပါတယ်။ တိုင်းစစ်ဌာနချုပ်တွေကပြစ်လိုက်တဲ့အမြောက်ဆန်နှလုံးဟာဇီရော့ရွာထဲကိုကြားရောက်ခဲ့ပြီးတလုံးမကွဲဖြစ်ပါတယ်။အဆိုပါပြစ်ခတ်မှုကြောင့်ဒေသခံအမျိုးသားတို့အူထိခိုက်မိပြီးခိုင်းလွှားကောင်တေဆုံးခဲ့တယ်လို့သိရပါတယ်။မင်းဝန်နယ်မြေထဲမှာတော့ယနေ့မနေ့အစောမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့နှစ်ဖက်ပြစ်ခတ်မှုတွေရှိနေခဲ့တာကိုတွေ့ရပါတယ်။ရွာလုံးကျောင်းမိရှုံမှုတွေလည်းဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ AR တိုင်းရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်ကတော့မိုးလင်းတွေကခရောင်၆ချောင်းနဲ့လက်နက်ကြီးနဲ့စတင်ပြစ်ခတ်နေပြီဖြစ်ပါတယ်။ မြေပြင်မှာလည်းဖေးလုံးရပ်ပတ်အခြေအနေကြော့ပြန်ဖြစ်ပွားလျက်ရှိပြီးမနေ့ပိုင်းတစ်ပိုင်းလုံးလက်နက်ကြီးတွေပြောင်းထောင်ပြီးအနီးကပစ်ခတ်နေရတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကာဝေးအင်အားစုတွေကစာအုပ်စန်းဘက်ကနေအမြောက်တပ်ဘက်ကိုတိုးလာတာဖြစ်ပြီးကြောက်ထုတ်လို့ရေကွေးအနီးမှာထိတွေ့တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပါတယ်။မြောက်သားနယ်မြေတော်ကသစ်ဝါလုတ်ခိုင်းတဲ့ဒေသခံတွေကိုလည်းစစ်တပ်ကနှစ်ရက်တာလမ်းကြောင်းပိတ်ပင်ထားတယ်လို့သိရှိရပါတယ်။ချမ်းပြည်နယ်တော်မှာဟိုဘုံခြေဆိုင် ဆမ်မရောကွန်ပျူတာနဲ့နည်းပညာသိပ္ပံကနေတပ်သားစီ၃ယောက်ဖြတ်ပြေးတာကိုတနက်နေ့ပြစ်ခတ်ဖမ်းဆီးခဲ့ရာနှစ်ဦးပြန်ပြီးတဦးလွတ်မြောက်တယ်လို့သိရှိရပါတယ်။ဆိုပါကြောင်းရဲ့အကြောင်းအကြီးကတော့ကိုကံပြန်ဘုံမှုချုပ်စန့်ထင်ဆိုးဖြစ်ပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုစစ်မြေနစာမှာတော့စစ်ကောင်စီကမြေပြင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေကြဖြစ်ပြီးအထိနာလျက်ရှိနေကြဖြစ်ပါတယ်။ပြည်ဦးလွေမဲဆန်းကတိုက်စစ်ခေါင်းဆောင်ယူဝမှုတီရသူကအင်းမင်းအောင်ဟာ CNL နဲ့ပူးပေါင်းဖွဲ့တွေရဲ့ဒဏ်ရာတိုက်စစ်ကြောင့်နေပြည်တော်စစ်ဆေးရုံကိုဟာစီဟာစီနဲ့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်